ဆော့ရှစ်တူတို့ BGF ကိုဆော့ရှစ်တူအပါဝင်သူ့ရဲ့မီတာစုသူတို့ပိုင်တဲ့ကုမ္ပဏီတွေကိုအမီပြစရင်တင်သွင်းတာ blue ကတင်သိမိကြင်ညာတာ blue ကလဲဆိုတော့တရားမဝင်အာနာတိတ်အကြမ်းဖက်စစ်ကောင်စီကမကြခင်မှာတဲ့နေပြည်တော်ကိုတဲ့ PDF ဒီအလန်စိုက်ထူတော့မှာတဲ့မကြခင်မှာတဲ့သူကဘာဖြစ်နေလဲဆိုတော့မောင်မောင်ဆေးကအဲ့လိုပြောခဲ့တယ်မကြခင်မှာတဲ့2023အောက်ဟုတ်လားပြောခဲ့တာမကြခင်မှာနေပြည်တော်မှာအလန်စိုက်ပါတယ် PDF အလန်စိုက်တော့ခင်ကြီးဘလောက်ခိုးတယ်ဦးမြမောင်နဲ့ပတ်သက်တဲ့မိုးကုတ်ဦးမြမောင်နဲ့ပတ်သက်တဲ့လေးလောင်းပြန်လူစားမှုမှာခင်ကြီးဘလောက်တာဝန်ရှိတယ်ဟာအဲ့ဒီလို လူသက်မှုတွေကိုတာဝန်ရှိခဲ့တဲ့ကောင်တကောင်ရဲ့စီစဉ်ဆောင်ရွက်မှုစီမံမှုနဲ့ဒီရွေးကောက်ပွဲကြီးကိုကျင်းပမယ်ဆိုတော့ဟာဟာဟာဒီ YouTube ဒေဂျင်အားလုံးပဲမင်္ဂလာပါကျေးဇူးရှင်ကနေပြန်လဲကျေးဇူးလိုက်ပါတယ်ခု just then set ပြီးမဲ့ထူတဲ့လေးတွေကဇွန်လ9ရက်နေ့မနေ့ပိုင်းနောက်ဆုံးရရှိလာတဲ့တဲ့ရင်ကောင်းလေးတွေနဲ့မနေ့ညထင်အောင်ဆုံးရရှိလာတဲ့လေးတွေဆူဆစ်ပြောင်းတင် set ပြီးသွားရင်လည်းနောက်မှာနော်မင်း online မှာနော်ဒီ search တို့တို့မိသားစုကိုအမေပြည့်စုံရင်အဖြစ်ချင်းရလဲတဲ့တဲ့နဲ့ပတ်သက်ပြီးမှာကိုစင်းနဲ့ကျွန်တော် ideology ပြတာတို့ပြောတဲ့တဲ့ရင်လေးတွေချင်း င်နဲ့နောက်မှာနောက်ကြောင်းမမြဟောင်းခန်းလေးတွေအာ JN narration လောက်တွားရင်နဲ့နောက်ဆုံးမှာ Google လေးတန်ဆက်ပြီးတဲ့တဲ့လေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပြီထုံးစံ digest နဲ့တော့ဆုံးတွေ့လိုက်ပါချစ်ချောပရဖေးကပါတယ်ကဲဟုတ်ပြီတဲ့လေးတွေလူရင်းတွေနဲ့ အရင်ဖတ်ပြပါမယ်မြန်မာနိုင်ငံဒဝင်းဂျွန်လိုင်းတရနေ့ရရှိထားသောအချက်လက်များရစစ်ကောင်စီတပ်ဖွဲ့ဝင်33ဦးတိဆောင်ကြောင့်ပြည်သူ့ကကွယ်ရေးတပ်ဖွဲ့များထုတ်ပြန်ချက်နဲ့ပြောဆိုချက်များအရသိရှိရတာဖြစ်ပါတယ်ပြီးတော့မကွေးတိုင်းတောင်တွင်းကြီးမြုံနယ်တွင်စစ်မှုထမ်းကြီးအစမတန်ကောက်ခါနေသည့်အိုးပေါကြီးရွာအုပ်ချုပ်ရေးမှုခင်မောင်လက်ကိုပိတ်ခတ်တိုက်ခိုက်ရာပွင့်ချင်းပြီးတိဆောင်သွားတယ်လို့သိရှိရပါတယ်ကောင်းမှကောင်းပြီးတော့မွန်ပြည်နယ်ရင်းမြုံနယ်အာယုတောင်ရွာ ရှိအကြံဖက်စစ်တိုက်၏ခမာယ3433တဝင်းမစခန်းကုန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်တင်ပိုင်နိုင်ခဲ့ကြောင်းရီဘလိုအဖွဲ့ကတရင်ထုတ်ပြန်လိုက်တဲ့သတင်းလေးဖြစ်ပါလိမ့်မယ်ပြီးတော့နောက်မှာမြန်မာနိုင်ငံကရှိတောင်အာရှဒေသတွင်လူကုန်ကူးချင်းနဲ့ဆက်နွယ်နေဒီအွန်လိုင်းလိင်လေမှုများနဲ့နေဆက်ဖြစ်ကြောမှုခင်းများဖြစ်ပွားရဒီတာတခုဖြစ်လာနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြင်တန်းကိုစလေတာမတ်ဂျေဦးကျော်မထွန်းကပြောဆိုလိုက်တဲ့တဲ့င်းလေးဖြစ်ပါလိမ့်မယ်။ပြီးတော့စကိုင်းတိုင်းကနေမြို့နယ်ခ လိုက်ရ9နှစ်တိုင်ရင်မှာစစ်ကောင်စီတပ်သားတအိုဒီမိသားစုနဲ့အတူအလင်းဝင်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။ကောင်းပါကောင်းပြီးတော့ပဲခူးတိုင်းဆွေချင်းမြုံနဲ့ခမရ9ခု10တိုင်ရင်တွင်ဘန်ကာနဲ့ကရုချင်းများပြန်လဲတိဆောက်နေတော့အကျံဖက်စစ်သားများကိုလက်နဲ့ဂျေးစနိုက်ပါတို့ဖြင့်ပစ်ခတ်တိုက်ခိုက်ရစစ်တပ်ဖက်မှ၄ဦးတိဆုံးသွားတယ်လို့သိရှိရပါတယ်။ကောင်းပါကောင်း ီးတော့အကြံဖက်စစ်တပ်လက်အောက်ခံကရင်နဲ့ခြားဆောင်တပ်မှဘူမိုးကြီးစောချွတ်တုံနဲ့ချစ်လင်းမြေကိုချစ်လင်းမြေတူယူတာကုမ္ပဏီကိုစစ်ကောင်စီကအမေပြစ်စရင်တွင်ပြီးဘူမိုးကြီးစောချွတ်တုံနဲ့တာသမီများအပါအဝင်ဒရိုက်တာများကိုပါအမေပြက်သူများအဖြစ်စစ်တပ်ကကြီးညာလိုက်တဲ့တည်ထင်လေးဖြစ်ပါလိမ့်မယ်ပြီးတော့နောက်မှာမန္တလေးမြို့ရှိဥပိုလ်ထောင်တို့ထောင်ပြောင်းရောက်ရှိလာသောမုံရော်တပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကိုထောင်ဝင်ထမ်းများကတန်တုပ်ဖြင့်ရိုက်နှက်မှုကြောင့်တရီလစ်မေ့မြောက်သွားခဲ့ပြီးစီဝါကိုတာပြမှုချင်မရှိပဲခြေကျင်းခတ်တိုက်ပိတ်ထားတယ်လို့သိရှိရပါတယ်ပြီးတော့ရတင်းသားလေးတိုင်းဘုတ်ပြင်းမြုံနယ်ရှိတော်လိုင်းရင်တပ်ဖွဲ့မြားအေးစစ်စီရေကိတ်ကိုလာရောက်တိုက်ခိုက်တော့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပေါ်ပြီးစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးရှိတယ်လို့သိရှိရပါတယ်ပြီးတော့ ကင်းအမျိုးသားစီယုံကဲအင်းယူမြိတ်တော်ဝဲခိုင်ရိုက်တမဟာလေးပူပေါင်းတန်နဲ့စစ်ကောင်စီတပ်အကြတိုက်ပွဲဖြစ်ပွားနေသည့်တရင်သားလီမောင်တော်လန်ပိုင်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်တူအလင်းဝင်လာကြောင်းကင်ယူမိတဝဲခရိုင်ကတရင်ထုတ်ပြန်လာတဲ့တရင်လေးဖြစ်ပါလိမ့်မယ်။ကဲဟုတ်ပြီ။အာမနိညာတီနောက်ဆုံးရေးချက်တရင်လေးတွေနဲ့ယနေ့မနေ့အာတီနောက်ဆုံးရေးချက်တရင်လေးတွေဒီလောက်ပဲဖြစ်ပါလိမ့်မယ်။ကဲဟုတ်ပြီဆက်လက်ပြီးမှကျွန်တော်ကိုစီတင်ဆက်ပြီးတဲ့တရင်လေးတွေဆက်ကြည့်လိုက်ပါနော်။ကဲကရင်နေစီးလုံးရမယ် အချိန်ကိုရောက်လာပြီဒါကတော့ကျွန်တော်တို့တနိုင်ကန်လောက်တဲ့ကဘာလုံးမှာရှိတဲ့မြန်မာပြည်သားတွေဝိုင်းဝိုင်းဆဲနေကြတဲ့စောချစ်တူ BGF အားလုံးတိတ်မှာပါနော်စစ်ကောင်စီဘက်ကရက်တိတယ်ဆိုပြီးတော့စောချစ်တူကိုဆဲခဲ့တာအခုအဲ့ဒီသူတို့ဘက်ကနေဒီလိုမျိုးပြည်သူအစဲကန်ထိပြီးတော့ရက်တိပေးခဲ့တဲ့စောချစ်တူကိုတောင်မှစစ်ကောင်စီကနော်အမိပြည့်စရင်တင်တွင်းပြီးတော့ကျင်ညာတယ်ဘသူကကျင်ညာလာလဲ ဆိုရှစ်တူတို့ BGF ကိုဆိုရှစ်တူအပါဝင်သူ့ရဲ့မီတာစုသူတို့ပိုင်တဲ့ကုမ္ပဏီတွေကိုအမီပြစရင်တင်သွင်းတာဘလူးကတင်သိမိကြညာတာဘလူးကလဲဆိုတော့တရားမဝင်အာနာတိတ်အကြမ်းဖက်စစ်ကောင်စီကသူတို့ကိုနှိုက်ကတော့တရားမဝင်ဒါပေမဲ့သူများတကာကိုအမီပြစရင်သွားကြညာနေတယ်နော်သွားကြညာတဲ့လူကလည်းသူတို့နဲ့ဆန့်ကျင်ဘက်မဟုတ်ဘူးသူတို့အကျိုးစီးပွားအတွက်ပြည်သူအစဲဆိုခံပြီးတော့ရက်တိပေးခဲ့တယ်ချင်းချင်းပြောရင်တော့မြောက်အတီကိုအချိန်ကနော်ကုံကနှစ်ကတိန်းခဲ့တာ BGF ကကောင်းလို့သူတို့စောက်ချက်ကွဲပြီးဒီ အလန်းစားပြောင်းနေတာပြီနော် BDS ကဂျားဝင်ပြီးတော့လှုပ်ပေးလို့ဒါတနိုင်ကန်လုံးနဲ့တိတယ်တောင်ပိုင်းကိုစိတ်ပြက်သွားတာဒါကြောင့်ကိုလည်းပါတယ်ပြည်သူတွေအများစုတော်နိုင်ပြည်သူကနော်အဲ့တော့ဒီလောက်တော့လှုပ်ပေးခဲ့တဲ့ BDS ကိုတော့မှလုံရင်တုံးတယ်မလို့ရင်ကန်ထုတ်တယ်ဆိုတော့ဒီကောင်လေးစောက်ကျင်ဒါကွက်ကွက်ကွင်းကွင်းပေါ်လာတာဒါတော့မှတို့အာဏာမရသေးဘူးနော်မင်းတို့လည်းစဉ်းစားကြည့်အဲ့တော့စစ်ကောင်စီနဲ့တွားပြီးနိုင်ငံရေးစကနိုင်ငံရေးစကတွားပြောနေတဲ့နိုင်ငံရေးစားဖားတွေခင်ဗျားတို့မြင်အောင်ကြည့်ပါ နှစ်ပေါင်း60လောက်လဲဒီလိုမျိုးပြင်ညာလိုက်ပြန်ပေါင်းလိုက်ဟာငိမ့်ငိမ့်ဆွေးနွေးလိုက်ပြန်ပြစ်လိုက်လှုပ်ချင်နေလှုပ်လာခဲ့တာခမားတို့တွေအာမညောင်းသေးဘူးလားပြောလို့မဝနိုင်ကြသေးဘူးလားနော်ဒီကာလဟာဘာကာလလဲဆိုတာလေးတော့အတိလေးထည့်ကြပြီးတော့တော်လန်ရေးကာလမှာတော်လန်ရေးကိုတော်လန်ရေးနဲ့တူအောင်လှုပ်ဖို့လိုတယ်နိုင်ငံရေးကာလမဟုတ်ဘူးတာတချို့တရားပြောတယ်အဲနိုင်ငံရေးနဲ့စည်ရင်းနဲ့ကိုမျက်ပါပြီးတွားမယ်မှန်တယ်မတွားအောင်မဟုတ်တွားမယ်ဒါပေမဲ့နိုင်တော်လန်ရေးကာလနိုင်ငံရေးဟာနိုင်ငံတော်လန်ရေးကိုအခြေခံတဲ့နိုင်ငံရေးပဲဖြစ်ကြမှာ ရှင်းရှင်းလေးပဲဒါကိုတဘောမှမလိုအပ်တယ်နော်ပါဇက်နဲ့ပြောလို့မရတဲ့ကောင်တွေကိုပါဇက်နဲ့သွားပြောခင်ဗျားတို့အလကားပဲပြောခဲ့တာဘယ်နှစ်ရှိပြီနော်အခုအဲဘုချစ်တူတို့ကိုအမြည်ပြစရင်တည်တွင်းတဲ့တရင်ကိုကျွန်တော်ဖတ်ပြပါမယ်အကြမ်းဖက်စစ်တပ်လောက်ခံတင်းရင်နေကြားဆောက်တတ်မှတ်ဘုံမူတီစောချစ်တူနှစ်ချစ်လင်းမြိုင်တိုတာကုမ္ပဏီကိုစစ်ကောင်စီကအမြည်ပြစရင်တင်သွင်းပြီးဘုံမူကြီးစာချစ်တူနှစ်တာမကြီးများအပါအဝင်ဒါရိုက်တာများကိုပါအမိပြက်တူများအဖြစ်စစ်တပ်ကတင်ရတယ်အကြံဖက်စစ်ကောင်စီထံသို့ပို့ကုန်ရငွေနိုင်ငံခြားငွေ မပေးတွင်းသည့်ပို့ကုန်တွင်းကုန်ကုမ္ပဏီ169ခုနှင့်ကုမ္ပဏီဒိုက်တာအဖွဲ့ဝင်များကိုအမည်ပြစရင်တင်တွင်းကြောင်းကြေညာခဲ့ရတွင်ဗိုလ်မှူးကြီးစောချစ်တူပိုင်ချစ်လင်းမြိုင်တိုတာကုမ္ပဏီလည်းပါဝင်လာခဲ့ပြီးစောချစ်တူ၏ဇနီးတာတမီများကိုပါအမည်ပြစရင်ကြေညာလိုက်ခြင်းဖြစ်တယ်စစ်ကောင်စီကကြေညာတော့အမည်ပြစရင်ဝင်ကုမ္ပဏီ169ခုတွင်စောချစ်တူ၏ချစ်လင်းမြိုင်တိုတာကုမ္ပဏီနံပါတ်25ဖြစ်အမည်ပြစရင်တင်တွင်းခံထားရခြင်းဖြစ်ပြီးစောချစ်တူ၏နာမည်စံမြင့်တမီနန်းနှင်းနှက်အေးတာဖြစ်သူစောချစ်ချစ် စောထူအမူဘုံမူကြီးစောချစ်တူဤစီးပွားရေးတာဝန်ခံစောမင်းမင်းဦးတို့ကိုပါအမည်ပြည့်သူများအဖြစ်ကြီးညာထားခြင်းဖြစ်တယ်။အဆိုပါကြီးညာမှုဒီအရန်ဒီအစိုးရလက်ထက်2016ခုနှစ်မှ2020ခုနှစ်အတွင်းပို့ကုန်များတင်ပို့ခဲ့ကြတော့ပို့ကုန်တွင်းကုန်ကုမ္ပဏီများကိုအကြမ်းဖက်စစ်ကောင်စီက၎င်းနောက်ခံဗန်များအတွင်းတို့နိုင်ငံခြားတုံးငွေများပြန်လည်ထက်တွင်းရင်ပြားပေးခဲ့ကြောင်းတို့ရတဲ့ကုမ္ပဏီများကပို့ကုန်ရငွေနိုင်ငံခြားငွေများကိုထက်တွင်းခြင်းမရှိတဲ့အတွက်ကုမ္ပဏီများအပို့ကုန်တွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းကိုဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီ၏ကြီးညာချက်အရတည်ရတယ်။ထို့ပြင်စစ်ကောင်စီ၏အမြင့်ပြဆိုင်ရေးကြီးညာခံထားရသူများသည့်ပို့ကုန်တွင်းကုန်ဆိုင်ရာဥပဒေတားမြစ်ချက်များကိုကျူးလွန်ထားသူများဖြစ်ကြောင်း FEFL ပုံမှန်52ကာကြီးအရထိုးထူးကိုတစ်နှစ်ထက်မပိုသည့်ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်ရာလုံးဝဖြစ်စေချမှတ်ရမည်ဖြစ်ကြောင်းပြဌာန်းထားကြောင်းစစ်ကောင်စီ၏ကြီးညာချက်အရတည်ရတယ်။စစ်ကောင်စီကအမြင့်ပြဆိုင်ရေးကြီးညာလိုက်တော့ဗိုလ်မှူးကြီးစောချစ်တူခဆန်မြင့်တွင်တားနှစ်ဦးတမိတအုပ်ရှိပြီးဇနီးဖြစ်သူမှနန်းခင်လှတူဖြစ်တယ်။ စောချစ်တူဤတန်းဦးမှာ BDF ဘုံမှုစောထူးအန်မှုအသက်32နှစ်ဘုံမှုကြီးစောချစ်ချစ်အသက်28နှစ်နှစ်တမိနန်းနင်းနန္ဒာအေအသက်26နှစ်တို့ဖြစ်တယ်။စံမြင့်စောချစ်တူဤအမီလွဲဖြစ်အတုံးပြူထားသောနာမည်နှင့်၎င်းဤတာဝန်များသည့် BDF ပိုင်ကုမ္ပဏီများ၏အဓိကအခန်းကဏ္ဍမှာပါဝင်ပတ်သက်နေကြောင်းမိသားစုဝင်များအကြားရှယ်ယာများဖွဲ့ဝေပိုင်ဆိုင်ထားခြင်းဖြင့်စံမြစ်ခတ်စောချစ်သူမိသားစုသည် BDF တပ်၏စီးပွားရေးလုပ်ငန်း၆ခုကိုထိန်းချုပ်ပိုင်ဆိုင်ထားကြကြောင်းသိရသည်။ထို့မြင့်နာမည်ဆိုးဖြင့်ကြော်ကြားသောစားဖြန့်ခြံဝင်းကြီးနှစ်ခုဖြစ်သော Apple Pack နှင့် ယူလုံပေပတ်တို့တို့လည်းအ ਨੇ စုရှယ်ယာရှင်အဖြစ်ပိုင်ဆိုင်ထားကြကြောင်းရင်းစည်းပွားရေးလုပ်ငန်းနှစ်ခုလုံးနဲ့စံမြင့်ဤတားဖြစ်သူ BGF ဘုံမှုစောထူအမှုတီဒိုင်တာနှင့်ရှယ်ယာရှင်တို့အဖြစ်ကြောင်းတည်ရတယ်စောရှစ်တူဤတမိပြည်သူနန်းနှင့်နန္နာအေးအသက်26နှစ်ဒီစင်မကူနိုင်ငံနှင့်ကိတိုင်နိုင်ငံတို့တွင်ပညာပြေကြပြီးစည်းပွားရေးဆိုင်ရာစီမံခန့်ခွဲမှုဘွဲရရှိထားက BGF ဤလုပ်ငန်း၄ခုတွင်ရှယ်ယာရှင်နှင့်ဒိုင်တာအဖြစ်ပါဝင်နေတယ်စောရှစ်တူဤမိမနန်းခင်နှတ်တို့တွင်မိသားစုစည်းပွားရေးတွင်ပါဝင်လောက်ကင်မှုရှိတော်လဲရှယ်ယာရှင်နှင့်ဒိုင်တာယာတို့များကိုရယူခြင်းမရှိပေဘဲ တို့ရတယ်ဒီမှာက BGA စီးပွားရေးလုပ်ငန်းမှာအကျိုးအမြတ်ဖြစ်ထွန်းနေလို့လည်းဖြစ်တယ် BGA စီးပွားရေးလုပ်ငန်းများတွင် social to meter စုက1ချစ်လင်းမြိုင် total company တွင် share 65ရာခိုင်နှုန်းချစ်လင်းမြိုင်တက်ထုနှင့်စက်မှုကုန်ထုတ်လုပ်ငန်းတွင် share 68ရာခိုင်နှုန်းဒေါနာတန်တွင် company တွင် share 60ရာခိုင်နှုန်းသူတစ္ဆာအောင် company တွင် share 80ရာခိုင်နှုန်းသူမြတ်တာသူ company တွင် share 80ရာခိုင်နှုန်းရွှေပြည်သားမြိုင် company တွင် share 90ရာခိုင်နှုန်းတို့ပါဝင်ထားသည် PDF ကလှုပ်ဆောင်နေသည့်တရားမဝင်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေသည့်ခေါင်းဆောင်2ဦးမှဗိုလ်မှူးကြီးစောမင်းမင်းဦးနှင့်ဗိုလ်မှူးစောတင်ဝင်းတို့ဖြစ်ကြပြီးစစ်ကောင်စီကစောချစ်တူနှင့်အတူနာမည်ပဲစည်ရင်ကြညာလိုက်တော့ဗိုလ်မှူးကြီးစောမင်းမင်းဦးသည် BGSCY လုပ်ငန်းများတွင်အဓိကဦးဆောင်မှုအခန်းခဏမှာပါဝင်နေသူဖြစ်တယ်။ကဲဒီသတင်းကတော့ဒါတော့ခေတ်မီဒီယာမှာတင်ထားတာ။ဒါပေမဲ့အားလုံးလည်းတည်ပြီးသားဖြစ်တယ်။အထွေထူးပြောစရာမလိုတော့ဘူး။ဒီ BGS BGF ရဲ့အခန်းခဏ BGF မှာဘုံမှုဆော့ဖြစ်တူတူရဲ့အခန်းခဏကဒါတနိုင်ငံလုံးနဲ့ခဏခဏဆွဲနေကြတာကြောင်းတက်နေကြတယ်အဲ့တော့ဒါကျွန်တော်တို့ပြောချင်တာကအဲ့ဒီအပိုင်းကိုမဟုတ်ဘူးเนาะကျွန်တော်တို့ပြောချင်တာဒါကသူ့ရဲ့လက်ရှိဖြစ်တည်မှုဖြစ်သွားပြီဒါကိုတွားပြီးတော့ကျွန်တော်တို့ပြောနေတယ်ဟိုမလိုအပ်တော့ဘူးအဓိကပြောချင်တာကကရင်နေစီးလုံးဖို့ကိုပြောချင်တာเนาะကရင်ပြည်နယ်မှာအခုဘယ်နှဖွဲ့ရှိတယ်ဗျာမဖြစ်တည်ဘူးအဲ့ဒါကြီးကဖြစ်စေချင်တာเนาะမှန်တယ်နားလဲတယ်ကျွန်တော်တို့အဲ့လိုပြောရင်ပြန်ပြောလာနိုင်တယ်အခုလည်း ညတာပြီးလုံနေတာပဲဟိုမတိအောင်လို့ BGL တစ်ဖက်ကတော်လိုင်းအဖွဲ့တွေကို KNU စခန်းတက်ရင်အဲအောက်လန်းနေကူညီတာလို့ထောက်မှာမလို့ဘူးတဲ့ပဲငါတို့ကရင်တွေတစ်ဖွဲ့တည်းတစ်ခုလည်းရှိတယ်တိုက်မယ်စစ်ခွေးလာမလားကရင်မြင်းတွေမှာစစ်ခွေးကုံရမယ်အဲ့ဒီပုံစံကိုဖြစ်သိချင်တာဒါကရင်မှမဟုတ်ဘူးဘယ်အထက်အဖွဲ့အစည်းဖြစ်ဖြစ်ဒီကာလမှာကျွန်တော်တို့ကတဦးတစ်ဖွဲ့တည်းဖြစ်တင်နေပြီလူမျိုးတစုအတွက်တစ်ဖွဲ့တည်းအားကောင်းကောင်းရပ်တည်ဖို့လိုအပ်နေတယ်အဲ့လိုမရပ်တည်ရင်ခင်ဗျားတို့ကိုအစိမ့်စိမ့်အမှောင်မှာတွေးခွဲပြီးတော့အင်အားတွေကိုဖြုံးထီးွားလိုက်မယ်နော် ကျွန်တော်တို့နှစ်ပေါင်း60ဖြတ်လာတဲ့အတွေ့အကြုံတွေအားလုံးတည်ပြီးသားဖြစ်တယ်တိုင်းနဲ့နှစ်ကိုင်းတွေနော်အခုရခိုင်ရခိုင်တွေဒီလောက်စီးလုံးတာတော့မှဒေါ်စောမြလေးရာသာတို့ကိုလက်နဲ့တက်ဆင်ပေးပြီးရအောင်ခွဲနေတယ်ဒါတော့ရခိုင်ပြည်သူတွေကောင်းကောင်းနားလဲဖို့လိုတယ်တကယ်လဲနားလဲပါတယ်အဲ့လိုပဲကရင်မှာဆိုလဲခုနကပြောတော့ BGF ကိုသူတို့လိုရင်အတုံးပြုတယ်မလိုရင်ကန်ထုတ်တယ်ဆိုတော့ BGF ခေါင်းဆောင်တွေအနေနဲ့ပြောချင်တာကကျွန်တော်တို့ကရင်နော်အဖိုးစောမဦးရဲ့မူလေးချက်အတိုင်းရက်တည်ပြီးတော့ ကရင်အလံတော်အောက်မှာကရင်တမျိုးသားလုံးတွေအားကိုအားထားရတဲ့လက်နက်ကင်အဖွဲ့တစ်ခုဖြစ်အောင်ရှိတဲ့နော် KNU KNLA KDLA BGF DGBA ဒီအဖွဲ့တွေအားလုံးကတစုတည်းတာဖွဲ့ပြီးတော့ကျင်ညာလိုက်နိုင်ကြပြန်ကဘာအရရရောက်နေတဲ့ကရင်လူငယ်တွေဘလောက်ဝမ်းသာကြမလဲဘလောက်ထလုပ်ကြမလဲမယုံကြည်ကျင်ညာကြည့်လိုက်ပါကျွန်တော်ပြောတာမယုံရင်အဲ့ဒီအဖွဲ့တွေအားလုံးလာကရင်အားလုံးပေါင်းစည်းပြီးတော့ကျင်ညာချက်ကိုထုတ်ပြန်နိုင်လိုက်ကြည့်တီပတီတီရောက်နေတဲ့ကရင်လူငယ်တွေ ်ခိုင်းပါမလုတ်ပေးကြိုက်တယ်လို့ပြောထောက်ဖို့အတွက်လားလုတ်ကြည့်ပါကရင်နေတာခေါင်းဆောင်နေတာပေါင်းစည်းတယ်လို့ကြေညာကြည့်လိုက်ပြည်ပရောက်နေတဲ့ကျွန်တော်ကရင်လူငယ်တွေအများကြီးရှိတယ်အခုထမ်းနိုင်ငံမှာဆိုလဲဒီအုံနဲ့အုံရိုင်ဘက်မှာလက်ချီပွဲလှုပ်လို့ရှိရင်ကွင်းပြည့်နေတယ်နော်ကရင်မိန်းကလေးတွေကရင်ယောက်ျားလေးတွေအဲ့ဒီလူငယ်တွေအားလုံးဟာဒီလူကြီးတွေပေါ်မူတည်ပါတယ်နော်ဒါကြောင့်မလို့ရန်သူကိုဒီအချိန်မှာတိုက်လို့အကောင်းဆုံးအချိန်မှာကျွန်တော်တို့တွေပြတ်အောင်လုပ်နိုင်လို့ မလုံနိုင်ရန်သူကခမားတို့ကိုတက်တက်လုံးအဲ့လိုအတုံးချောင်းအောင်မှာပဲလိုအပ်ရင်ပယ်ချက်ဖြစ်လုံမယ်တို့ရှိရနေကာထားမယ်တို့ရှိရနေခံပေးမယ်ငြိမ်ချမ်းရင်ဆိုပြီးခေါ်စကားပြောမယ်ပြီးရင်တို့တိုက်ရှင်ချက်ချင်းပြန်ပြီးစစ်ကိုပြန်စမယ်စစ်ကိုကစားပြီးလှုပ်ချင်တိုင်းလှုပ်မယ်အဲ့ဒီခစ်ကိုကျွန်တော်တို့တွေထားပြခဲ့ဖို့တော်ပြီခစ်တစ်ခစ်ကအပြောင်းလဲဆိုတော့ကျွန်တော်တို့တွေလိုက်မပြောင်းလဲလို့မရဘူးခစ်ကြီးကတွားတဲ့အရာကိုကမတွားချင်ပဲနဲ့ကြံပြခဲ့မယ်ဆိုရင်အကောင်လုံးကလော်ကလန့်နေဖြစ်ကုန်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်အတွက်ကခစ်ဟောင်းတွေကိုထားပြခဲ့ရမယ်ခစ်ဖြစ်သွားပြီ လက်နက်ရှိမှလူရဝင်တယ်ဆိုတဲ့အတွေးကိုထားခဲ့ပြီးတော့အုံနှောက်ကောင်းတဲ့ကောင်ကလူရဝင်တယ်ဆိုတဲ့ခစ်ကိုကျွန်တော်တို့တက်လှမ်းဖို့လိုအပ်နေပြီနော်အဲ့လိုမဟုတ်ဘဲနဲ့လက်နက်ရှိတဲ့မှလူရဝင်မယ်ဆိုတဲ့လူရိုင်းအတွေးခေါ်ကိုဆက်ပြီးစောက်ကင်ထားမယ်ဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်ဟာကျိန်းနေပါတယ်နော်ဒီတော်လန်ရေးကိုကျွန်တော်တို့ပြတ်သားအောင်လုပ်နိုင်လို့မလုပ်နိုင်လူရိုင်းကျွန်းတဲ့ဆိုးတဲ့တိုင်းပြည်ပြောပါလိမ့်မယ်ကျိန်းနေအာနာရှိတဲ့ကောင်ကအာနာရှိတို့ရုပ်မှာနော်အင်အားကြီးတဲ့ကောင်ကအင်အားကြီးတို့ရုပ်မှာ မရှိတဲ့အောက်ခြေနင်းပြဘွားတွေကတရားမျှတမှုဆိုတာအလကတဝင်းတခွားထမင်းလေးတစ်လုံးစားဖို့အတွက်ကိုအသက်နဲ့ဘွားနဲ့ရင်းပြီးရုံကန်ရအဲ့ဒီလိုအနှိတ်ထယုံများတဲ့ပိုင်းပြည်ဖြစ်သွားလိမ့်ကျိန်းနေတယ်ဒါကြောင့်မလို့ဒါအခုဒါ BGF ကိစ္စမို့လို့ကရင်လူမျိုးတွေကိုဥတည်ပြီးတော့ကျွန်တော်ပန်ကြတာပါမြန်မာပြည်မှာရှိတဲ့တိုင်းရင်းသားပေါင်းစုံအားလုံးဒီကာလမှာကိုယ့်လူမျိုးအတွက်အဖွဲတစ်ခုတည်းဖွဲ့ပြီးတော့အင်အားကောင်းအောင်ကြစ်လက်အောင်လို့လုပ်ကြပါကိုယ့်အဖွဲအတွက်ဘယ်လိုရှေ့ဆက်သွားမှလဲကွန်ဖက်ဒရိတ်နဲ့သွားမှလား ဖက်ဒရယ်နဲ့တွားမှာလားကိုယ့်ရဲ့ကိုယ့်ပြည်နယ်ရဲ့ပထဝီအနေအထားကမ္ဘာနိုင်ငံရေးအနေအထားကိုယ့်အကိုခေါင်းဆောင်တွေစုံဖြတ်ကြအဓိကကဘာလဲအာဏာရှင်ကိုကျွန်တော်တို့အမြင့်ပြက်အောင်တိုက်ကမှာအားလုံးမဖြစ်မနေလောက်ကမဲ့တမိုင်းပေးတောင်းဝင်ပဲအဲ့တော့ဒီ BD ရဲ့အဖွဲ့ဒီအနေနဲ့အခုချိန်မှာเนาะကရင်ပေါင်းစည်းရေးကိုလှုပ်လိုက်မယ်ဆိုအကောင်းဆုံးအချိန်လို့မြင်တယ်။ဒါကြောင့်မလို့ကရင်တမျိုးသားလုံးကိုစားကရင်ခေါင်းဆောင်တွေအောင်မြင်မှုကိုလက်စုပ်လက်ကင်ဖမ်းဆုပ်ပေးကြပါလို့မြစ်တာရက်ခံပါတယ်။ကျွန်တော်တို့ တော်လန်ရေးဟာအလုံးမြင်တဲ့အတိုင်းပဲဒီလိုအခင်းကြီးမျိုးရဖို့အတွက်ခင်ဗျားတို့တတ်တတ်ကမြင်ခဲ့တာ88ကိုမှီခဲ့တယ်ဘုံမှုဆော့ချစ်တူတူဆိုတာ88ကိုမှီခဲ့တဲ့အဲပုံကိုတွေပဲเนาะခင်ဗျားတို့88မှာဒီလောက်အားကောင်းတဲ့ပြည်သူအားကောင်းတဲ့တော်လန်ရေးမျိုးတွေ့ခဲ့ရတာခင်ဗျားတို့မွေးတဲ့ရတတ်တတ်အဲ့တော့ဒီလိုအားကောင်းတဲ့အချိန်မှာကျွန်တော်တို့တမိုင်းမှတ်တိုင်တစ်ခုကိုအကောင်းဆုံးစိုက်တူပေးကြပါအားလုံးလည်းစဉ်းစားတတ်ကြမယ်လို့ယုံကြည်ပါတယ်ပါတယ်เนาะကိုစီပြောတော်ရေကောင်းပါတယ်เนาะ ကိုစီပြောတော့ပေါ့ပြည်ကြရမင်းတို့တချက်လေးတွေကို comment မှာရေးပြချပါဆက်လက်ပြီးမှာဒီကိစ္စနဲ့ပတ်သက်ပြီးမှာအကျွန်တော်ရဲ့ ideology ကိုရေးပလာတာပြောတော့လေးတချက်လောက်ကြည့်လိုက်ကြအောင်နော်မင်း online ကသူဦးဆောင်တဲ့စစ်တပ်ကပေါ့နော်မင်း online အပေါ်ဝင်သူဦးဆောင်တဲ့စစ်တပ်ကဒီ BGF ကစောချစ်သူရဲ့ချင်းလင်းမြိုင် Toyota company ကိုတဲ့အမီပြစင်းတင်သွင်းလိုက်တယ်ပေါ့နော်အဲ့ဒါအပြင်ကိုဒါ ဆော့ချစ်သူကိုရောသူ့မိမကိုရောသူ့ဇနီးကိုရောအပြီးွားရင်ဒီသူ့ရဲ့ဒရိုက်တာတွေကိုပေါ့နော် သူ့ရဲ့ဒရိုက်တာတွေကိုပါနော်အပြီးပြည့်စင်းတင်တွဲလိုက်တယ်တဲ့အဲ့ကစားနဲ့ပတ်သက်ပြီးတော့မှ BGF ကဆော့ချစ်သူကမင်းအောင်လိုင်းကိုတော်တော်တင်းနေတယ်လို့ပြောတယ်ကျွန်တော်လည်းကြားရတယ်ပေါ့နော်ဆိုတော့ဟိုချစ်သူတင်းလဲတင်းရင်စရာပဲလေဗျာဟိုကဘာမှာတော့မှနာမည်ပြတ်နေတဲ့ကောင်ကကဘာမှာတော့နာမည်ပြတ်နေတဲ့ကောင်ကဟိုသူ့ကိုဒီလိုမျိုးတွေတက်လာမလားဟိုသူ့ကုမ္ပဏီရောသူ့ရဲ့နာမည်တွေရောသူ့သားသမီးတွေရောသူ့ရဲ့ဒရိုက်တာတွေရောပေါ့ပါ ဟိုအမီပြဲစင်းတင်သွင်းနေဆိုတော့ဟိုချစ်သူမှမတင်ရင်ဘယ်သူကဘယ်သူကဘယ်သူကတင်မလဲဟုတ်တယ်ဗျချစ်သူမှမတင်ရင်ဘယ်သူမှတင်မလဲပြောချင်တာကဘာလဲဆိုတော့ဗျာနာမည်ပြက်နေတဲ့သူချင်းတူတူကမင်းအောင်လည်းပါဤတလုံးပို့ရှူလာတာမင်းအောင်လည်းလုံးတဲ့ကွာအဲ့လိုကွာဖြစ်နေတယ်နာမည်ပြက်တာချင်းတူတူတော့မှဤတလုံးပို့ရှူတဲ့ကွာတင်မင်းအောင်လည်း तू ကပဲဟိုအာဘယ်လိုပြောမလဲဒီ BGS ဆော့ချစ်သူရဲ့ဒီချစ်လေးမြိုင်ဒိုတာကုမ္ပဏီကိုပဲ तू အမီပြက်စင်းတင်သွင်းရတယ်25တဲ့198ခုဒီဟာနဲ့ပတ်သက်ပြီးတော့မှဒါသူ့ရဲ့ ီတိုတာကုမ္ပဏီက25နဲ့အမီပြစေးတွင်တွင်ခံရတာ။อืมနံပါတ်ကောင်းတစ်ခုမှရှိတဲ့စက်တက်ကြီးကအဲ့လိုမျိုးပေါ့နော်။နံပါတ်ဆုပ်ပြတ်တဲ့သူတွေကိုအမီပြစေးတင်တဲ့လားဆိုတော့อืมမဆိုးပါဘူး။လူကြားလို့တော့ကောင်းတာပဲ။မကောင်းတဲ့ကောင်ချင်းချင်းတော့မတည့်ကြတော့လောက်ကြအောင်တားကြအောင်ကဲကဲကဲမင်းတို့ဘဘရလောက်ရကြတာနော်တနေ့ပြီးတနေ့ပူပူကောင်းလာပါတယ်နော် ကဲဆက်လက်ပြီးမှကြောင်းမင်းမင်းဟောင်းခါလေးတစ်ချက်လောက်ဆက်ကြည့်လိုက်ကြအောင်နော်ဒီ NUG ကမှအခုပြောတယ်မှာလဲဟိုမြေရောက်ဆေးုံကြီးကိုနေဖုံးလိုက်ပြောတာပါပရိပရိုင်နဲ့မြေရောက်ဆေးုံစနေပြီဆိုတော့ကြည့်လေလောက်ကြပါလို့နော်မြေရောက်ဆေးုံစပြီဆိုတော့တခါတည်းမြေမျိုးပြီးသားတွေဖြစ်ကုန်ပြီလားမသိဘူးကြည့်ရတာတခါတည်းမြေပါမျိုးပြီးသားတွေဖြစ်တော့မလားမသိဘူးလို့နော်ဆိုတော့အဲ့ဒီ NUG အုပ်စုကအဲ့လိုပေါ့လို့ပဲစားပရိပရာပြောပြီးပတ်စံရှာရတဲ့နေမှာတော့တကယ်နှစ်ယောက်မရှိအောင်တော့တယ်တကယ်တော့တာဘာလို့လဲဆိုတော့သူတို့ရဲ့ရှေ့မှာဆက်ဆရာကြီးတွေပြောခဲ့ဘူးလေဒီဟာတဲ့စောတယ်မြောက်မြို့တော်ကြီးဖြစ်ဖြစ်ဖို့ဆိုပြီးတော့ပြောခဲ့တယ်ဗာလဲ NLD ရဲ့တောက်တူမောင်မောင် မောင်မောင်ဆိုးဒေါက်တူမောင်မောင်ဆိုး NLD ပါတီကခန့်ထားတယ်ဒေါက်တူမောင်မောင်ဆိုးဒေါက်တာအတုဒေါက်တာဘွဲအတုနဲ့မောင်မောင်ဆိုးကမြေအောင်မြို့တော်လို့ပြောတယ်ဟုတ်တယ်ရန်ကုန်မြို့မြေအောင်မြို့တော်လို့မလို့ပြောတယ်သူသာပြုတ်သွားတယ်သူသာအမှသူမကြည့်ပစံချမ်းသာသွားလို့အခရိယာခေါ်စစ်ခံရတယ်ရှိခဲ့ဘူးလေမြေအောင်မြို့တော်ဖြစ်မဖြစ်တော့ကျွန်တော်မသိဘူးအဲ့လိုပရိပရာကြီးပြောသွားတယ်မြေအောင်မြို့တော်တဲ့ဖြိုးမင်းသိဆိုရင်ဗာလေရန်ကုန်မြို့ကြီးပင်လေရန်ကုန်ပင်လေမြို့ရွှေ့ပြင်မယ်လို့ပြောတော့ဘာလို့ပြောမှမသိဘူးပရိပရာကြီးချက်ချက်ပြောတာအဲ့ NLD ပါတီအုပ်စုအဲ့လိုမျိုးပေါက်တက်ခဲ့ရပြောတဲ့နေမှာ NLD ပါတီထိန်းဆုပ်ပြီးရင်ဟာအရာဝင်နဲ့ရန်ကုန်တဲ့ဟာနိုင်တဲ့နဲ့မိုးပြန်ရထားကြီး as a crossfire ပါလေကျွန်တော်ကျွန်တော်အဲ့ဒီသကလုံးမှတ်ပြီးတော့သူပြောတာပဲဟိုဥမာပါလေမန်ကျော်ဒီ as a crossfire ဆိုဘလို့လည်းမသိဘူးသူပြောတယ်အင်္ဂလိပ်စကားကျွန်တော်နားဟုတ်မလဲလိုက်ဘူးမိုးပြိုင်လိုက်ရရပြီနဲ့ရံကိုမိုးပြိုင်လိုက်ထိုးပြင်မယ်လို့ပါတော့ဟာထိုးမထိုးတော့ကျွန်တော်မသိဘူးအခုထိတော့ကျွန်တော်တလုံးမှလည်းမမြင်ရသေးဘူးအခုတော့ကျွန်တော်မိုးပြိုင်လမ်းပေါ်ကပြောနေသလားကိုကိုပြန်ကြည့်နေရသေးတယ်ဟုတ်လားမဟုတ်လားသိချင်အဲ့လိုပရိပရားတွေကိုထိန်းဆုံးမှပြောခဲ့ကြတယ်ပြောခဲ့ရတယ်အခုအဲ့ဒီမျိုးဆက်ကမပြတ်သေးဘူးဟို UNG ရက်ဖြစ်သွားတာတော့ပြောနေလို့အခုထိမြင်ရောက်သိအောင်ဆိုတော့အေးဟိုဘာလဲ အဲတထုတွင်းဟောင်းနေတထုတွင်းတွင်းဟောင်းနေပေါ့နော်တထုတွင်းတထုတူဖို့ကလေးတွင်းအဟောင်းနေနောက်ဘာလောက်ကညာလောက်ကအဟောင်းနေမှာသွားပြီးအဲ့ဒီအဟောင်းနေဟိုအတွင်းတွေကိုသွားပြီးတော့ထည့်ပြီးတော့ဆေးအောင်ဝင်ပြတာမြေမြေဆေးအောင်ဆိုပြီးတော့ပရိပရာရေးထားပေါ်တယ်နော်ဒီလူတွေဂျပန်လည်းမရောက်ဘူးလားမရောက်ဘူးတယ်ထင်ပါတယ်မရောက်ဘူးကြလိမ့်ပါလေဂျပန်မရောက်ကဘလို့တိဆောက်တာလဲသူတို့မရောက်ဘလို့လဲကြည့်လိုက်ဒီမှာဇော်ဝေဆိုးထပ်ပုံရိုက်ထားတာကိုကြည့်လိုက်ကျွန်တော်ကြည့်ပြီးတော့အော်ဒုက္ခပဲအကုန်လုံးတော့ဟိုကတုတ်တယ်လည်းညီထဲမှာမြုပ်ပြီးသားဖြစ်တော့မှာပဲလို့ဆိုအဲ့လိုမျိုးအဲ့လိုဘီဘရာကြီးပြောခဲ့ကြတယ်နော်ဘာလို့ဘီဘရာပြောလဲဆိုရင်အနိစာဆုံးဒီဘက်အုပ်စုမှာအနိစာဆုံးပြောခဲ့တဲ့စကားကြီးရှိသေးတယ် နော်မောင်မောင်ဆွေပြောခဲ့တဲ့စကားဆိုရင်ကြီးရတယ်နော်ကျွန်တော်ကစဉ်းစားနေတာပေါ့နော်ကိုယ်ကလည်းနေပြီးတော့မှနေရဆိုတော့ကျွန်တော်ကလည်းပြန်ပြန်ကိုယ်စကားလာပြောနေတာငါအုတ်ချုပ်နေတာအန်ယူဂျီလားနတ်ဆာကလားကိုယ်ကလည်းပြန်ကြည့်ရသေးတယ်ဥပြောတာပြောတော့သူကမောင်မောင်ဆွေတို့ဘာလို့ပြောခဲ့မှုလဲနော်မောင်မောင်ဆွေတို့ဘာလို့အဲ့လိုပရိပရာပြောနေတော့ထိဆုံးอ่ะမကြခင်မှာတဲ့နေပြီးတော့ကိုတဲ့ PDF တွေအလှန်စိုက်ထုတ်တော့မှာတဲ့မကြခင်မှာတဲ့အဲ့ဒါဘယ်တော့ပြောတော့2023ခုနှစ်အောက်ဘုလာပြောတာသူကဘာဖြစ်နေလဲဆိုတော့မောင်မောင်ဆွေကအဲ့လိုပြောခဲ့တယ်မကြခင်မှာတဲ့2023အောက်ဘုလာပြောခဲ့တာမကြခင်မှာနေပြီးတော့မှအလှန်စိုက်မှာ PDF အလှန်စိုက်တော့လို့သူကပြောတယ် ဆိုတော့ကျွန်တော်ကတော့ကိုဘေးမကြည့်ရသေးတယ်ပြီးတဲ့အလံမှာငါနာရောက်နေတာကိုကလည်းကြည့်ရသေးတယ်ပြီးတော့မှဩလို့อืมကြည့်ရတာမမောင်ဆိုလို့ NUG ကဘာနဲ့သွားတူလဲဆိုတော့ Manchester United အသင်းနဲ့သွားတူတယ် Man U ပြန်လာပြီခရာစိုက်ကားနေဆိုတော့နည်းနည်းတော့ကြာတယ်ဆိုတော့အဲ့လိုမျိုးဖြစ်တယ်ဆိုအဲ့လိုဖြစ်နေတယ်သူတို့အုပ်စုကအဲ့လိုပရိပရာတွေပြောတဲ့နေရာမှာတော့ဒါနံပါတ်1နံပါတ်1ကိုမှခင်ဗျဘသူနဲ့မှပြိုင်ပြိုင်နံပါတ်1ကတစ်ပဲအဲ့လိုအုပ်စုကသွားတွေ့ရတယ်လို့ဒါကိုပြောချင်တာကဲဟုတ်ပြီမင်းပြောတာပြီးပြီဆိုတော့ငါပြောမယ် အဲ့တော့တမတော်ကဟိုသူမင်းတဏ္ဍနဲ့ဆက်လာတဲ့ဟိုအကျန့်ဖက် PDF တွေရွရွချွန်ချွန်ဒီနေ့ဒီချိန်ထိနော်ခုခန္ဓာဒီနေ့ဒီချိန်ထိရွရွချွန်ချွန်နဲ့တိုက်နေတာနော်အာဘယ်အာဘယ်နေရာမှပြန်မတိုင်းနိုင်သေးဘူးပေါ့နော်ပြီးတော့အာကျွန်တော်တမတော်ကပေါ့နော် အာပြောရရင်တတွန်းထဲမှာလဲတက်ကုန်နေပြီ နော်အဲ့ဒါကြောင့်ခုစစ်မှုထမ်းဖို့ခေါ်တဲ့ကိစ္စတွေလဲကျွန်တော်အာဒီတတွန်းမှာ တော့စစ်တိုက်မဲ့တို့လိုမရှိတော့လို့နော်ကျွန်တော်စစ်မထားဖို့တို့လိုတွေဩဒီမှာတရားဖန်စီတယ်မတရားခေါ်တာပေါ့နော်လိန်ပြီးမှအဲ့လိုမျိုးခေါ်ရတာပေါ့နော်ဆိုတော့အာကျွန်တော်တို့အာတတ်မတော်ကလည်းဒီအာဂျမ်ဖက် PDF တွေကိုတတ်လာတိုက်လာတာကကို၄နှစ်အာ၄နှစ်၄နှစ်ထဲလာဝင်နေပြီပေါ့နော်ဆိုတော့အာ ကျွန်တော်တက်ဘော်တော်ဘက်ကလည်းလုံးဝမနိုင်နိုင်ဘူးဒီအကြံဖက်တမကျွန်တော်တို့ဘက်ကသူတို့ကအထင်သေးပြီးမှာပေါ့နော်အဲသူတို့ UNGD သူတို့ရဲ့ NLD NLLD NLD တွေကစားပေါ့နော် NLD တွေကစားကျွန်တော်အထင်သေးပြီးမှာပျောက်နေပြီမဲ့ကျွန်တော်တို့တက်မတော်ကပေါ့နော်ဒီနေ့ဒီချိန်သေးနော်အာတိုက်ပွဲအာတိုက်ပွဲတိုင်းမှာတိုက်တိုင်းလဲကြာဆုံးနေပါတယ်ကျွန်တော်ဘာမှမတက်နိုင်ပါဘူးပေါ့နော်ဆိုတော့ အဲ့ဒါပဲပြောချင်ပါတယ်ကျွန်တော်အနေနဲ့ပေါ့နော်ကဲဟုတ်ပြီဆက်လက်ပြောမှာနော်ဒီမှာ go shelly then စပီရတဲ့တဲ့လေးတွေဆက်ကြည့်လိုက်ကြအောင်နော်ဒေါ်အောင်ဆန်းစုကြည်ကအခုရာပြည့်တို့နဲ့ညှိနှိုင်းနေတဲ့ကိစ္စအကောင့်ထဲပေါ်ခဲ့ရင်မင်းတို့အားလုံးခွဲပြပြီမြန်မာပြည်ကတော့တော်တော်စုတ်ပြတ်တန်ကျင်းဟွားသွားပြီအောင်ကြည်ညော့อืมဒါအောင်ကြည်ညော့အပိုင်းကိုပြောတာနောက်တစ်ပိုင်းထပ်ပြောမယ်ရွေးကောက်ပွဲရွေးကောက်ပွဲက အားလုံးကခင်ရီလက်ထဲမှာခင်ရဒီပါတီကဘယ်နှယောက်ဘယ်သူကဘယ်နှယောက်ဘယ်နေမြေမှာဘယ်နှယောက်လူထွက်ပြမှာလည်းမဟုတ်ဘူး Facebook ပေါ်ကတင်ပြီးလုံမဲ့ရွေးကောက်ပွဲမျိုးအခုကနိုင်ငံတော်ရဲ့ general election မဟုတ်ဘူးခင်ရီကျင်းပတဲ့ election โอเคဒါဆိုရင်မင်းတို့ခင်ရီကိုဘယ်လိုအရေးယူမလဲ ရပြဆိုးရလည်းမရှိစစ်တပ်အနေနဲ့လည်းကျင်းပပေးခွင့်မရှိခင်ကြီးကကျင်းပပေးမယ်ရွေးကောက်ပွဲအားလုံးကခင်ကြီးပါတီကိုသွားတယ်ခင်ကြီးပါတီရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာနေရတယ်အဲ့ဒါမှန်တလားလို့ဟမ်ဆိုခင်ကြီးပါတီမဟုတ်တဲ့လူတွေလည်းအတတ်ခံနေရတယ်ဟုတ်တဲ့လူတွေလည်းအတတ်ခံနေရတယ်ဆိုတော့ ြောချင်တာရိုးရိုးရှင်းရှင်းလေးပဲကြားပြအစိုးရကိုမင်းတို့ငိမ့်ချမ်းရေးတွေဘာရေးတွေမင်းတို့စောက်ရက်လည်းမရှိဘူးလိုက်ပြောနေဒီတိုင်းမှမင်းတို့မဟုတ်လို့စက်ကူကန့်နေအခုတိုက်နေတဲ့တိုင်းရင်သားခေါင်းဆောင်နေမင်းခေါ်လိုက်မင်းတို့ခေါ်လိုက်ကဲဘိုးချုပ်ထွန်းမြတ်နိုင်လာခဲ့ဘယ်သူလာခဲ့ကေအန်ကဘယ်သူလာခဲ့ကရဘယ်သူလာခဲ့ချင်းကဘယ်သူလာခဲ့ဆိုတော့အစိုးရဖွဲ့လိုက်လीမင်းတို့တိုက်စရာလိုသေးလားသေးစရာလိုသေးလားဟမ် ယာဆာအာရာဖတ်ဒီလောက်တပုံထနေတာကွာရစ်ဆက်ရာဘင်နဲ့လက်ဆွဲနှုတ်ဆက်ခိုင်းပြီးတော့နိုဘဲငင်းငင်းစုပေးလိုက်တယ်ကွာယာဆာအာရာဖတ်တပုံထမရတော့ဘူးအဲ့ဒါနဲ့ဟာမတ်ပေါ်လာတာကွာကဲရှင်းလားဒါပေမဲ့သူတို့နှစ်ယောက်စလုံးလောက်ကြံခံလိုက်ရတယ်ဘလောက်တနာဖို့ကောင်းလဲဣသရေလငင်းငင်းခြင်းပါလက်စတိုင်းလည်းငင်းငင်းခြင်းနှစ်ရာပေါင်းများစွာဖြစ်လာတဲ့ပြဿနာကိုရစ်ဆက်ရာဘင်နဲ့ ယာဆာအာရာဖတ်ယာဆာအာရာဖတ်အခုထားပေးခဲ့တဲ့ပါလက်စတိုင်းမမော့စ်အဘတ်တို့ဦးဆောင်နေတဲ့အစိုးရပဲ UN မှာစကားပြောနေတာလေဘယ်ဟာမတ်တကောင်ကစကားလာပြောနေစရာရှိလို့လဲလို့ဟုတ်တယ်မလားမင်းတို့အဲ့ဒါလေးအတူယူလိုက်ပါလားတော်လှန်နေတဲ့အဖွဲ့စည်းတွေအလုံးပူပေါင်းပြီးတော့လက်ဆွဲနှုတ်ဆက်ပြီးတော့အစိုးရတရားဖွဲ့လိုက်လေကွာဘယ်လိုလုပ်ပြီးတော့ခေကြီးလုံးမဲ့စောက်အလက်ရှင်ကြီး ဘလို့လောက်ရမှာလဲနိုင်ငံတော်တခိုးကြဘိုးလေခင်ကြီးอ่ะဟုတ်တယ်မလားတော်ဆိုးတာပဲกว่าမင်းတို့မှာ information မရှိလို့ဆိုလဲမဟုတ်ဘူးရှိပြီးသားခင်ကြီးဘလောက်ခိုးတယ်ဦးမြမောင်နဲ့ပတ်သက်တဲ့မိုးကုတ်ဦးမြမောင်နဲ့ပတ်သက်တဲ့လေးလောင်းပြန်လူစားမှုမှာခင်ကြီးဘလောက်တာဝန်ရှိတယ်ဟာအဲ့ဒီလိုလူသက်မှုတွေကိုတာဝန်ရှိခဲ့တဲ့ကောင်တကောင်ရဲ့ ီစဉ်ဆောင်ရွက်မှုစီမံမှုနဲ့ဒီရွေးကောက်ပွဲကြီးကိုကျင်းပမယ်ဆိုတာဟ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 ာကျေးဇူးတင်ပါတယ်ဂူချယ်လေးပါဗျာကဲဂူချယ်လေးပြောတော့ပေါ့ပရဒဂျာမင်တုံးတက်ချယ်လေးတို့ကိုမင်မာရေးပြချပါနော်ကဲအဘိတရင်လေးတွေကဒီလောက်ပါပဲအဆုံးထိကျေးဇူးပဲသူရောက်စီတိုင်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့တရင်တက်လေးတွေနဲ့ပြန်ဆုံကြရအောင်နော်